အားလုံးမင်္ဂလာပါ မတ်ပိုင်စုဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်ခေါင်းစဉ်ကတော့ megaloblastic macrocytic anemia ပဲဖြစ်ပါတယ်အဲ့တော့ megaloblastic macrocytic anemia ဆိုတာဘာလဲသူက megaloblastic ဆိုတာက nucleated rbc ကိုပြောတာပါ nucleus ပါတဲ့ rbc ပေါ့ပုံမှန် RBC တွေ mature RBC ရာဆိုရင်သူတို့စီမှာက nucleus မပါဘူး မဂလိုပလတ်စတစ်လို့ပြောရင် NRBC ကိုပြောရပါပြီးရင်မခရိုစတစ်ဆိုတာကတော့ RBC size ကြီးလာတာပါ normal ထပ်ပူကြီးရပါအနီမီးယားသွေးရနေတယ်ဆိုတာကတော့ RBC ရဲ့မှာမှာ hemoglobin concentration နည်းလာနည်းတာကိုပြောတာပါအဲ့တော့ macroplastic macrocytic anemia ဖြစ်တဲ့အခါကျရင်သူက DNA synthesis ကို inhibit ဖြစ်စေပါတယ် ဲ့တော့ cells ရာဆိုရင်သူတို့က G2 stage ကနေမှ mitosis ကိုမသွားနိုင်ဘူး G2 stage မှာပဲရပ်နေမယ်အဲ့တော့ cell division မလုပ်နိုင် mitosis မှာမှ cell division လုပ်တာလေအဲ့တော့ cell division မလုပ်နိုင်တော့ cells တွေက size တွေကြီးလာမယ် macrocytosis တွေဖြစ်လာမယ်ပြီးတော့ရင်ဒီလိုအနီးမြဖြစ်ရတဲ့ဆိုတာကဒီ vitamin B12 or folic acid အဲ့ဒါရေချို့တဲ့လို့ပြောတာပါ ရာက RBC ပါအဲ RBC ရဲ့မှာမှာ hemoglobin အာ hemoglobin ဆိုတာကသူက gaseous exchange ထွက်လို့ရပေါ့ oxygen transport ထွက်လို့ရတယ်အမ hemoglobin မှာမှာ hemoglobin ရယ် globin ရယ်ဆိုရရှိပါတယ်။ဒါကဆိုရင် မက်ဂါဗလက်စတစ်မက်ခရိုစတစ်အနီးများမှာတွေ့ရတဲ့ဘာဆက်ဂမန့်တက်နျူထရိုဖီးလ်စ်တွေပါနျူထရိုဖီးလ်စ်ပါမှာသူ့ရဲ့လုတ်တရားအများကြီးဖြစ်နေပါတယ်။ပုံမှန်ဆိုရင်တော့3ခုလောက်ပဲရှိပါတယ်။ဒီမှာဆိုရင်6ခုလောက်တောင်ရှိပါတယ်။ဒီမှာကအာ normal တွေ့ရတဲ့ဥစားပါအာဒီမှာဆိုရင် megaloblastic ဖြစ်တဲ့အခါမှာ RBC ကသူ့ရဲ့ size ကကြီးလာမယ်ဒီ neutrophil phase ကလည်းပဲ hypersegmented ဖြစ်လာပါမယ်အဲ့တော့ ဗီတာမင် B12 အကြောင်းပြောပေါ့ဗီတာမင် B12 ကိုနောက်တစ်မျိုးကိုဗလမင်လို့ခေါ်ပါတယ်ဗီတာမင် B12 ဆိုရင်သူ့ကိုခစ်နီရဲ့ liver ရဲ့ heart ရဲ့ဆိုပြီးတော့အဲ့ဒီ source တွေမှာအများဆုံးတွေ့ရပါတယ်ပြီးတော့ရင်တခြား muscles တွေ meat fish shellfish eggs cheese milk တွေအားလည်းပဲတွေ့ရပါတယ်အဲ့တော့သူကဒီ vitamin B12 ကအဲ့တော့ animal source တွေအားပဲရတာဆိုတော့တတ်တတ်လို့စားရတဲ့သူတွေဆိုရင် သူတို့မှာကဗီတာမင် B12 ချို့တဲ့နိုင်ပါတယ်အဲ့တော့ဗီတာမင် B12 ကိုဘယ်အနေပြီးတော့ absorb လုပ်တယ်ဘယ်လို absorb လုပ်တယ် stomach မှာဆိုရင်ဒီဗီတာမင် B12 ကို saliva မှာရှိတဲ့ gastric r protein နဲ့ bind လုပ်တယ်ဟော small intestine ကိုရောက်တဲ့အခါကျရင်ねဒီ r protein ကိုဒီ enzyme ဆီယာနေမှာ program down လုပ်လိုက်တယ်အဲ့ကနေမှအဲအဲ့တော့ဒီ vitamin B12 ကိုအဲ့ဒီ small intestine မှာရှိနေတဲ့ intrinsic factor နဲ့ bind လုပ်ပြီးတော့မှ absorb လုပ်တယ်။အဲဒါကြောင့်မို့ဒီမှာ intrinsic factor ကဆိုရင် vitamin B12 absorption အတွက်အရေးကြီးပါတယ်။ပြီးတော့ဒီ liver ကိုမှ portal circulation နဲ့သွားဖို့အတွက်ကဒီ vitamin B12 ကို transcobalamin 2ကနေပြီးတော့ပို့ပေးရဲ့။အဲတော့ဒီ vitamin B12 ရဲ့ transcobalamin ရဲ့အဲဒီ complex ကို holotransglobalamin holoTCD လို့ခေါ်ပါတယ်။ ဗီတာမင် B12 ရဲ့ function ကတော့သူကမိသားမလန်နိုင်းကိုရီကိုဆက်စနိုင်းကိုရီဖြစ်ပြောင်းပေးပါတယ်။ပြီးတော့ရင် hormone system ကို methionine ဖြစ်ပြောင်းပေးပါတယ်။ methionine ဆိုတာက protein synthesis လုပ်တဲ့အခါမှာလိုအပ်တဲ့ star codon ဖြစ်ပါတယ်။တော့နောက်တစ်ခုက methionine ရဆိုရင် antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။အကယ်လို့ vitamin B12 deficiency ဖြစ်မယ်ဆိုရင်ခုနကပြောတဲ့ megaloblastic macrocytic anemia ရဲ့ glossitis ဆိုရဲ inflammation of tongue ပေါ့ရှာရောင်တာအဲ့ဒီမှာဆိုရင်ရှာကသူ့ရဲ့ပုံမှန်အသွင်ပြင်မှုဖက်နဲ့အဲပြောင်ချောချောကြီးဖြစ်နေတာရှိပါတယ်ပြီးရင် peripheral neuropathy ရတတ်ပါတယ်နောက်ထပ် subacute combined degeneration of spinal cord ရတတ်ပါတယ်အဲ့တော့ deficiency ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ intake နည်းတာပါ intake နည်းတယ်ဆိုတဲ့နေရာမှာအဲဒီစားတာနည်းရပါ့ nutritional deficiency လည်းဖြစ်နိုင်တယ်။နောက်တစ်ခုက absorption ကျတာအကြောင်းလည်းဖြစ်နိုင်ပါတယ်။ absorption ကျတယ်ဆိုတော့အာဘာလို့ absorption ကျတာလဲ။ဥမာဒီ surgery ပိုင်းလောက်တာလို့ပေါ့။ဥမာ gastrectomy တွေတို့ အဲဒီ stomach ကိုဖယ်ထားတော့အလိုမိုးတွေမှာဆိုရင်လည်းအဆောရှင်ကြနိုင်တယ်။ Pernicious anemia မှာလည်းကြနိုင်တယ်။နောက်တစ်ခု intestinal မှာဆိုရင် celiac disease တွေတို့တခြား infestation အာထိပ်ပွင့် infestations တွေပါရနေလည်းပဲအာ vitamin B12 absorption ကိုကြစေပါတယ်။ဆက်ပြီးသွားရင် folic acid vitamin B9 မှာ folic acid ကိုကြတော့သူ့ကို plant တွေ animal tissues တွေနေရာနေပါတယ်။အာအဓိကအဖြစ်တော့သူက liver မှာ store လုပ်ထားပါတယ်။ ဲ့တော့ဒီသူကဆိုရင် folic acid ကို upper small intestine နဲ့ absorb လုပ်ပါတယ်အဲ့တော့ folic acid ကိုခန္ဓာကိုယ်ထဲမှာဆိုရင် mono glutamate နဲ့ poly glutamate ဆိုရောစတိုးလုပ်ထားတယ်။ mono glutamate ကိုကြတော့၃ပုံ၃ပုံလောက်စတိုးလုပ်ထားပြီးတော့ poly glutamate ကိုကြတော့၃ပုံ၂ပုံလောက်စတိုးလုပ်ထားပါတယ်။အဲ့တော့ဒါမဲ့ခန္ဓာကိုယ်ကသုံးတာက mono glutamate အဲ့တော့ poly glutamate ကို mono glutamate အဖြစ်ပြောင်းပေးရပါတယ်။ အာအဲ့လိုပြောင်းပေးရဲ့ enzyme cleave cleavage လုပ်ပြရပေါ့ခွဲပြရခွဲပြရရဲ့ enzyme တော့ folate conjugase ဖြစ်ပါတယ်ပြီးရင် folic acid vitamin B9 ရဲ့ function ကတော့ homocysteine နဲ့ကနေမီတိုင်းဂရုထုတ်ပြီးတော့ methionine အဖြစ်ပြောင်းပေးပါတယ်ပြီးတော့ရင်အာ pyrimidine nucleotide thymidine နဲ့ monophosphate synthesis တွေမှာလည်းအသုံးပြုပါတယ် folic acid ကို animal source အနေနဲ့ဆိုရင်ဒီဘာမှာဆိုရင်အများကြီး တွေ့ရပါတယ်။အာပြီးတော့ရင် plant source မှာဆိုရင် peanuts မြေပဲတွေမှာလည်းတွေ့ရပါတယ်။အကယ်လို့ folic acid deficiency ဖြစ်တယ်ဆိုရင်ဒီ megaloblastic macrocytic anemia ရနိုင်တယ်။ပြီးတော့ရင်ခုန glossitis လည်းရနိုင်ပါတယ်။ deficiency ဖြစ်ရတဲ့အကြောင်းအရာတော့ intake နည်းတာပြီးတော့ရင် impair absorption နေကြောင်းမို့ဖြစ် demand များတာပေါ့ကိုဝင်တယ်ဒီမှာဆိုရင် folic acid deficiency မဖြစ်အောင်လို့တားရတယ်အာ pregnancy ပြီးရင် lactation အာလက်ထရှင်အပြင် infancy ကလေးငယ်ရေးမှာလည်းတာရတယ်။အကယ်လို့ anemia မှာမှာ hemolytic anemia, sideroblastic anemia တွေတို့ leukemia သွက်ကင်ဆိုင်မှာဆိုလည်းပဲအာ demand များတယ်ပေါ့။အဲ demand များတာကနေမှ folic acid deficiency ရသွားရရှိတယ်။ပြီးတော့ရင်ဆေးတွေဆေးတွေမှာဆိုရင် anticonvulsant epilepsy မှာသုံးတဲ့ဆဲတွေအာကိုဝင်တာစီ oral contraceptives တွေ sulfas တွေအရတောက်အောင်လည်းပဲ folic acid deficiency ရတတ်ပါတယ်ပြီးတော့ရင် lab findings megaloblastic anemia မှာဆိုရင်သူ့ရ RBC ကကြီးနေမဲ့ over macrocytosis ရှိပါတယ်အနိုင်ဆုံး white kilocytosis cells ရဲ့ size ရော shape ရောပြောင်းလဲနေပါတယ်နောက်ထပ် နျူကိုအရီသရိုပလတ်စတစ်ဘလက်ဖစ်ချာစ်ဘလက်ဖလင်ဆွဲလိုက်တယ်ဆိုရင်အဲ့ဒီထဲမှာဒီ RBC တွေ WBC တွေက immature ဖြစ်နေပါတယ် immature ဖြစ်တယ်ဆိုတာက IRBC ရဲ့မှာ nucleus ဒီပါတွေရှိနေတာကိုပြောချင်တာပါပြီးတော့ရင် basophilic stipulin ဆိုတာက basophilic ဖြစ်တယ်ဆိုတာကပြာတာကိုပြောတာပါအဲ့ cells တွေရဲ့မှာအပြာဇက်တွေကိုတွေ့ရတယ်အပြာဇက်တိတိလေးတွေကိုတွေ့ရတယ်ပြီးတော့ရင် whole jolly bodies ဲ့ဒါကကြတော့သူကလည်းပဲအပြာဇက်ကိုမှ main sales ထဲမှာတွေ့ရတယ်အပြာဇက်ကနည်းနည်းကြီးတယ်ပေါ့အာခုနက basal fillet tip တင်ကြအပြာဇက်တက်သေးလေးတွေမြင်ရတာအများကြီးပေါ့နော်ဒါကကြတော့ဒဇက်နဲ့ဆက်လောက်ပဲပါတယ် sales တကူထဲမှာမှ reticle က normal လေးဖြစ်နိုင်တယ်တလဲတန်နိုင်တယ်အာ WBC အနေနဲ့က neutropenia ဆိုရက် neutrophils ကကြာမယ် ပြီးရင် i neutral fields တရားဆိုရင် hyper segmented အာ nuclei နေ nucleus တရား hyper segmented လုတ်တည်များတယ်ပေါ့အလုံးလေးများလို့ပြောမယ် platelet မှာလည်းပဲ platelet က thrombocytopenia platelet ကောင်းကြတယ် leukopysis မှာဆိုရင် giant step found တရားတယ်သူက leukocyte ဆိုတာ wbc ပါပဲဒါကြတော့သူက bone marrow မှာမှတွေ့ရတဲ့အဥစ္စာကိုပြောတာပေါ့ bone marrow morphology မှာသူက ပုံမဲရိုရဲအောက်ဆောင်ယူလိုက်တယ်ယူပြင်းကြည့်လိုက်တဲ့အခါမှာ Giant Step Found လေးတွေ့ရတယ်။ Giant Step Found ဆိုတာကဒီမှာဆိုရင် Maya Light Maturation သူက new to face ဖြစ်ဖို့အတွက်ကဒီ maturation stage ဖြစ်လာရပေါ့။အဲ့မှာဆိုရင်ဒီ I Matter Maya Site မှာဆိုရင်ဒီအချိန်ရှိရဲ့အဲ့ဒီ stage မှာမှအဲဒီ Giant Step Found လေးဖြစ်နေရပေါ့နော်။ဒါဆိုရင်အခုဝိုင်းပြထားတာက Basal Feeling Stimulation ပေါ့။ Cell Stage မှာမှဒီအပြာစက်ကလေးတွေ့ရတယ်။ဒီမှာပါပဲ။ ဒါကကြတော့ hyper segmented neutrophils upper segmented nuclei ပေါ့ဒီကတော့ whole jolly body state ဖြစ်ပါတယ်သူ့ကို cell stem မှာတစ်ဆက်နှစ်ဆက်ပဲတွေ့ရပါတယ် laboratory diagnosis chat ဘာ test တွေလုပ်လို့ရလဲတော့အရင်ဆုံး fee glue test fee glue ဆိုတာက formiminoglutamate ပါဒီ patient ကို histidine တွေတိုက်လိုက်တယ်အဲ့မှာ အဲဒီ histidine ခန္ဓာကိုယ်ရရောက်တဲ့အခါကျရင် deamination immune group ကိုဖယ်လိုက်ပြီးတော့ uricanic acid ဆိုတာဖြစ်သွားတယ် uricanic acid ကနေမှ4 imidazolon 5 propionic acid ဖြစ်သွားပါတယ်အဲ့ကနေတစင်ဖီဂလူးဆိုတာဖြစ်သွားတယ်ဖီဂလူးကနေမှ သူကဂလူတမိတ်ကိုပြောင်းပေးတာကအဲတထရိုက်ဒိုဖိုလိတ်ဖိုလိတ်အက်ဆစ်ဖြစ်ပါတယ်အဲ့တော့ဒီဖီဂလူးတက်စ်မှာဆိုရင်အဲ့ကောအကယ်လို့များမှာဖီဂလူးကနေဂလူတမိတ်ကိုပြောင်းပေးဖို့ folic acid deficiency စာဖြစ်နေမှာဆိုရင်ဒီ fig glue တွေကခန္ဓာကိုယ်ထဲမှာများနေမယ်အဲ့လိုများနေပြီးတော့ excretion လုပ်တဲ့အခါမှာ fig glue concentration ညာများနေမယ်ပေါ့အဲ့လိုမျိုးသာများနေ folic acid deficiency အာရှိတယ်ဆိုတော့သိနိုင်ပါတယ်ပြီးရင် shilling test shilling test ဆိုတာကကြတော့ဒီ patients ကိုမှဒီလိုမျိုး test တွေမလုပ်ခင်အာအစာမစားခိုင်းတာကို အဲဒီကနေမှ1 microgram radioactive vitamin B12 ကိုပေးလိုက်တယ်နောက်ထပ်နှစ်နာရီကြာတဲ့အခါမှာ non radioactive vitamin B12 ကိုပေးတယ်အဲဒီခါမှာခုနကပေးထားတဲ့အာဒီ liver နဲ့ absorb လုပ်ထားတဲ့ radioactive vitamin B12 က urine မှာဘလောက်လောက် excrete ဖြစ်သွားလဲဆိုရဲပမာဏကိုကြည့်ရပါပုံမှန်ဆိုရင် vitamin B12 က10% or more တစ်စရာခိုင်နှုန်းနဲ့အထက် excrete ဖြစ်ပါတယ် အကယ်လို့10%အောက်သားကျနေမယ်ဆိုရင် intrinsic factor deficiency ကြောင့်မို့လားဆိုပြီးတော့နောက်ထပ်ဆေးရပါမယ်။အဲ့တော့နောက်တစ်ခါပြီးတဲ့အခါကျရင်ဒီ vitamin B12 နဲ့နောက်ထပ် intrinsic factor နဲ့ကိုပေါင်းပေးတယ်။အကယ်လို့များမှာအဲ့လိုပေးလိုက်မှ absorption ကပိုကောင်းလာမယ်ဆိုရင် patient က pernicious anemia ရနေတာဖြစ်နိုင်ပါတယ်။အကယ်လို့ absorption ကခုနကအတိုင်းပဲမကောင်းစေဘာမှမထူကြလာဘူးဆိုရင်တော့ GI မှာ small lesions တွေကြောင့်မို့ဖြစ်နိုင်ပါတယ်ပြန် DU suppression test တွေလည်းလုပ်လို့ရတယ်။သူကလည်းပဲအာ vitamin B12 deficiency ရှိမရှိကို တိုင်းတာပါ။ပြီးတော့ရင် serum folate or B12 assays တွေလည်းလုပ်လို့ရပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။